မင်္ဂလာပါခစ်တင်ွေဦးမီဒီယာမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးအကျန်းဖတ်မြန်အောင်လိုင်းဖန်အန်တို့လာရမည်ဖြစ်၍ BGF အပါအဝင်စစ်တပ်နှင့်အစင်ပြေသည့်ကရင်လက်နက်ကိုင်များမျိုးတဲမလာရအမိန့်ထုတ်တာပြီးဖန်အန်တခွင်မှလုံခြုံရေးအထူးတင်ချက်ထားမအူပင်မှလည်းစိုက်ပျိုးရေးနဲ့မွေးမြူရေးတက္ကသိုလ်ဖွင့်ဝင်တပ်အုံမြူဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် အကြမ်းမတ်မင်းအောင်လှိုင်မှာယနေ့ကရင်ပြည်နယ်ဖမ်းအမျိုးသူလာရောက်မြည်ဖြစ်၍ BGF အပါအဝင်စစ်တပ်နဲ့အဆင်ပြေသည့်ကရင်လက်နက်ကိုင်များမြို့ထဲမလာရဟုအမိန့်ထုတ်ထားကြောင်းကရင်စစ်ရေးတရင်ချင်းမြေကပြောကြားပါသည်။ဇမနီအကြမ်းမတ်စေကောင်ဆောင်မင်းအောင်လှိုင်ကလက်တလောရန်ကုန်မြို့မှာရောက်ရှိနေပြီးဗုဒ္ဓဘာသာကလျာဏယူဝအတင်း YMPAE 85ကျင်းမြောက်စင်ရသူ38ပြာမင်္ဂလာတရားတော်နှင့်ဗုဒ္ဓဝင်ဆောင်မွေဝဲဆုချင်းမြို့ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ကြောင်းရဲမတဆင်ဖမ်းအမျိုးသူကြောင့်ရရှိနေကြောင်းသိရပါသည်။ ဖန်အံကိုမအားလာလာမှမူကရင်လက်နက်ကန်တွေကိုလက်နက်ကန်ပြီးမြို့ထဲမလာရအမိန်ထုတ်တဲ့ဖန်အံမှာတက်နယ်တိစုံမွေးနေကရင်ပြည်နယ်အစိုးရဌာနဆိုင်ရာတိစုံမွေးပြုလုပ်မယ်။ပြီးရင်ဖန်အံတောင်ကလေးစစ်စေးရုံကိုသွားပြီးဒဏ်ရာရစစ်တီတွေကိုသွားပြီးတိစုံမှုရှိတယ်လို့ကရင်စီးရဲသတင်းရှင်မြစ်ကပြောပါတယ်။ ဒါအပြင်မင်းအောင်လိုင်ကမအူပင်မြို့နယ်မှာဖွင့်လင်းရန်စီနေသည့်စိုက်ပျိုးရေးနှင့်ဝင်းမြူရေးတက္ကသိုလ်မအူပင်ဖွင့်ပွဲသို့လည်းတက်ရောက်ရန်စီနေပြီးဂျမနီကလေးကမအူပင်မြို့တစ်ခုလုံးလမ်းဘေးဝဲရာစေတုံးစင်းလုံခြုံရေးများချထားခြင်းဝင်ကြီးဌာနအဆောက်အအုံများစေတုံးစင်းများလှုပ်ဆောင်လျက်ရှိကြောင်းသိရပါသည်နဝေမလာတတိယပတ်မှာမအူပင်ဆိုင်မွေးတက္ကသိုလ်ဖွင့်ဝင်စစ်ကောင်းဆောင်တပ်ဖို့ရှိနေတဲ့အဲ့ဒါအတွက်အခုကတည်းကကြိုပြင်စင်နေကြပြီလို့မအူပင်အခြေဆိုင်ဒေသကင်တော်တရင်ချင်းမြစ်ကရှင်းပြပါရင်ရှင် ဆက်လက်ပြီးမုံရမြို့နယ်ချောင်းလမ်းမိုက်မှာဝမ်မောင်ကျင်းနေတဲ့ရေနံကုန်းလုံချုံရဲယူပေးနေသည့်စက်ကားများကိုမိုင်းဆက်ပစ်ခတ်တိုက်ခိုက်မှုစစ်သား၂ဦးသေဆုံးဆွဲတဲ့တင်းကိုတင်ဆက်ပေးမှာဖြစ်ပါသည်။စကိုင်းတိုင်းမုံရမျိုးနဲ့မုံရချောင်းလမ်းမိုင်းတနေရာမှာအကြမ်းမတ်စစ်ရင်နှန်းကိုမိုင်းဆက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သား၂ဦးသေဆုံးခဲ့ကြောင်းအေရီးယား71 MPD ရဲ့မုံရတပ်ဖွဲ့ကောင်ဆောင်ကိုထွန်းကပြောကြားပါတယ်။ ဂျမန်နေနိုဝင်မာလာ၁၄ရက်နေ့နနက်7:53မိနစ်ကစလင်းချင်းမြို့နယ်ဝမ်မောက်ကုမ္ပဏီမှကျင်းနီများတဲ့ဆောင်လာသည့်တွဲကား23စီပါရန်နံကုန်လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးနေသည့်မုံရွာမြို့အနမ်းမြောက်တန်းစစ်ဌာနချုပ်နာမခါမတန်ပြကကံဂျမတ်တက်စင်ထားသည့်ရင်ချောင်းစီကုန်မုံရွာချောင်းလမ်းမတနီယာမှမိုင်းဆွဲပစ်ကတ်တိုက်ခိုက်ခဲ့ရာစစ်သား2ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရပါသည်မနေ့ကမိုင်းကနှစ်ဖွဲတိုက်တာနှစ်ဖွဲကရှင်းနောက်တွေပြန်ဆွဲကြတာ ဲ့ဒီကားထဲမှောင်းနေနှစ်ယောက်တည်တယ်လို့ကြားတယ်။ဘယ်အဖွဲ့ကမိုင်းထိတာလဲတော့မသိရဘူး။အခုကလောလောဆယ်တော့လမ်းပေါ်မှာပြည်သူကားတွေကပိတ်ထားပြီးလမ်းပေါ်မှာမိုင်းတွေဆင်ခံနေတယ်။ပြီးတော့မနေ့တုန်းကဆိုရင်အတက်လူကြီးမုံရွေးရွာတဲ့ကိုလက်နက်ကြီးနဲ့လှမ်းထူတယ်လို့ area 71 MPD ရဲ့ကောင်းဆောင်ကိုထွန်းကပြောကြားပါတယ်။ အစောပိုင်းနိုင်ငံမှုကမုံညာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မုံညာမြို့နယ်ပကဖမိုင်းအောင်ဖွဲ့မှဦးဆောင်၍ Area 71 MPD ရဲ့မုံညာတပ်ဖွဲ့နှင့်ကိုရန်ပီကောအထွတ်ပို့အဖွဲ့တို့ကပူးပေါင်းကာလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထူးခိုင်မရှိပြည်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်အခုချိန်မှာစကမကရွေးကောက်ပွဲလုံးမဲ့အချိန် စခတွေကမြို့ထဲမှာဆိုရင်မြို့ဝင်ပေါက်တွေမှာတင်းတင်းကြပ်ကြပ်ဆစ်ဆစ်နေတဲ့အချိန်ကျွန်တော်တို့ PDF တွေကလည်းစခမရဲ့လုံဆောင်ချက်မှတ်တမ်းများကိုအားစိုက်ပြီးတော့တိုက်ဖြတ်သွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့တပ်ဖွဲ့ထုတ်ပြန်ချက်လေးတွေကိုနားဆွပြီးတော့လိုက်နာပေးကြဖို့ပြောကြံပါတယ်။သူတို့ကပြည်သူကိုပဲဒုက္ခပေးမှ PDF တွေလုံရင်လည်းပြည်သူတွေကိုဒုက္ခပေးမှ ပြည်သူက PDF ကိုအမုံပွားအောင်တမင်တက်တက်လုပ်နေတာအဲ့ဒါလေးကြောင့်လမ်းမိုက်ဖြတ်တန်းတဲ့အခါမျိုးမှာ PDF တပ်ဖွဲ့တွေကထုတ်တဲ့ကြေညာချက်လေးတွေကိုနိုင်နာပေးကြဖို့တောင်းဆိုကြမှာတယ်လို့ပြောချင်ပါတယ်ဟူ Area Assembly 1 MPD ရဲ့မုံရတပ်ဖွဲ့ခေါဆောင်ကိုထွန်းကတိုက်တွန်းပြောကြားပါတယ်ရှင်ဆလဘင်းရန်ကုန်ရှိအခစားဝင်ကြီးဌာနပိုင်းသူဝနအခစားပြိုင်ပွဲရုံတက်ကုန် ကျန်ဖော့ပါတီမဲဆက်ဝဲအတွက်စစ်တကအုံပြုတ်ခွင့်ပင်နိုင်ငံရေးပါတီမပုံနေခြင်းဥပဒေကိုကျန်ဖော့ပါတီကတိုင်းရချိုးဖောက်ဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ကုန်ရှိအာကစားဝင်ကြီးဌာနပိုင်းသူအနာအာကစားပြောင်းဝဲရုံတင်ကုန်ကျန်ဖော့ပါတီကမဲဆက်ဝဲအတွက်စစ်တကအုံပြုတ်ခွင့်ပေးလိုက်ကြောင်းရန်ကုန်တိုင်းစစ်တရင်ချင်းမြေကပြောဆိုပါတယ်။ နိုဝင်ဘာလ19ရက်နေ့မွန်လဲတနအီမှာညနေ၄နာရီအထိကျန်းဖော့ပါတီကဇန်ကုန်မြို့တင်ငန်းကျောမြို့နယ်သူဝနအကစားပြိုင်ပွဲရုံတက်မှလူဦးရေတသောင်းနီးပါးပါဝင်တဲ့မဲဆွဲစီယုံပွဲကိုပြုလုပ်မည်ဖြစ်ကြောင်းအဆိုပါမဲဆွဲစီယုံပွဲမှာကျန်းဖော့ပါတီဥက္ကဋ္ဌခင်ရင်တက်ရောက်မည်ဖြစ်ပြီးဇန်ကုန်မှာကျန်းဖော့ပါတီဝင်များကိုရွေးကောက်ပွဲကြေညာစာတမ်းကိုမိတ်ဆက်ပေးမည်ဖြစ်ကြောင်းသိရပါတယ်။ ပါတီမဲဆွယ်စီယုံဟောပြောခွင့်အတွက်အစိုးရဝန်ကြီးဌာနပိုင်းအဆောင်အုံကိုတုံ့ဆွဲခွင့်ပေးလိုက်တာပါအခြားဖေပါတီကိုမှမပေးပါဘူးစိုက်ခံရေးပါတီကိုပဲပေးတာပါလို့ရန်ကုန်တိုင်းသက်တမ်းရဲမြစ်ကပြောဆိုပါတယ်ဒါအပြင်ကျပ်ဖွဲ့ပါတီ၏မဲဆွယ်စီယုံပွဲအတွက်စစ်တမ်းရဲရဲများကလည်းပြင်ပမှလုံခြုံရေးယူပေးမည်ဖြစ်ကြောင်းအချူအပိုကအစီအစဉ်များကိုလည်းရန်ကုန်တိုင်းအစိုးရကပြင်ဆင်ပေးထားကြောင်းသိရပါတယ် ကြာဖတ်ပါသည်က၎င်းကဲ့သို့အစိုးရပိုင်အဆောင်ဖြစ်သည့်သူဝနာအခစားပြိုင်ပွဲရုံတေကုံတုံဆွဲခြင်းလုံချုံရေးအတွက်စစ်တပ်နဲ့ရဲကတာဝန်ယူပေးခြင်းချိုးပုတ်ကားစီစဉ်များကိုရန်ကုန်တိုင်းအစိုးရကစီစဉ်ပေးခြင်းမှာနိုင်ငံရေးပါတီများမပုံတင်ခြင်းဥပဒေကိုချိုးဖောက်နေကြောင်းနိုင်ငံရေးတာဝန်ကပြောဆိုပါတယ်နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုံမှန်ခွန်ကာမှာ နိုင်ငံရေးပါတီတရက်တင်နိုင်ငံတော်ပိုင်းငွေကြေးအစအအုံရင်းပစ္စည်းတို့ကိုတိုင်းရိုက်ဖြစ်စေတဲ့ဝိုင်းရဖြစ်စေရယူသုံးဆွဲလျင်နိုင်ငံရေးပါတီအဖြစ်ဆက်လက်ရည်တည်ပိုင်ခွင့်မရှိကြောင်းပြဋ္ဌာန်းထားခြင်းဖြစ်ပါတယ်ရှင်။